မင်္ဂလာပါရှင်တိုအိတ်အင်္ဂလိပ်စာအရေးချင်းဆက်ဆောင်မွေးပွဲတွေမှာအကြိမ်မောင်းများစွာလိမ့်လေဖြေဆိုမှုနဲ့တရုတ်တောင်းသားတဦးဂျပန်နိုင်ငံမှာတရားစွဲဆိုခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဂျပန်နိုင်ငံရဲ့ထိတ်တန်းတက္ကသိုလ်တစ်ခုကတရုတ်တောင်းသားတဦးဟာတိုအိတ်အင်္ဂလိပ်စာအရေးချင်းဆက်ဆံမွေးပွဲတွေမှာအခြားသူတွေလိမ့်လေဖြေဆိုနိုင်မှုကိုကြီးပေးခဲ့မှုနဲ့တတိယအကြိမ်မြောက်တရားစွဲဆိုခံလိုက်ရပါတယ် ဒီဖြစ်စဉ်ဟာနိုင်ငံခြားတက္ကသိုလ်ဝင်ခွင့်နေနဲ့ပတ်သက်တဲ့လေလံမှုကွန်ရက်ရဲ့တစိတ်တပိုင်းဖြစ်နိုင်တယ်လို့လေလာသူတွေက ပြောပါတယ်။ကျူတိုတက္ကသိုလ်မှာ artificial intelligence ဘာသာရပ်ကို သင်ယူနေတဲ့အသက်28နှစ်အရွယ်ဝမ်လီကွန်ကို မေလာကပထမဆုံးအချိန်ဖမ်းဆီးခဲ့ပါတယ်။ To it does all English for international communication ဆောင်ွေဝဲဖြေဆိုရနေရာကို ရွမ်ဟာတခြားသူတယောက်ဖြစ်ဟန်ဆောင်ပြီးဝင်ရောက်ဖြေဆိုဖို့ကြိုးပမ်းခဲ့ပါတယ်။ရဲတွေကဝမ်ရဲ့မက်မှာတက်ဆင်ထားတဲ့မိုက်ခရိုဖုန်းအသေးစားတစ်ခုနဲ့မိုဘိုင်းဖုန်းထိတ်ဆက်ထားတဲ့စမတ်မျက်မှန်တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါဟာငကြက်တက်ထားတဲ့အခြားဖြေဆိုသူတွေကို အဖြေတွေမျှဝေဖို့အသုံးပြုခဲ့တာလို့တန်တရားရှိပါတယ်။မတူညီတဲ့နောက်ထပ် ဆောင်မပွဲနေရာတစ်ခုမှာတတေကန်ကပ်ပြအတုကိုအသုံးပြုပြီးခြားသူတယောက်အဖြစ်ဟန်ဆောင်နေတဲ့ဝမ်ကိုဇွန်လ30ရက်တနင်္လာနေ့ကထပ်မံဖမ်းဆီးခဲ့ပါတယ်။မတ်လကအခြားနမည်နဲ့ဖြေဆိုခဲ့တယ်။တိုးအစ်ဆောင်မပွဲရဲ့ရလကအမှတ်960ရာနေ945မှာရရှိခဲ့တယ်လို့မိုင်နီချီသတင်းစာကဖော်ပြခဲ့ပါတယ်။ဂျပန်နိုင်ငံရဲ့တိုးအစ်ဆောင်မပွဲကိုစီမံခန့်ခွဲတဲ့ Institute for International Business Communication ကတရုတ်လူမျိုးစားဖြစ်ဆိုသူတွေရမတီမြန်မာလာတာနဲ့ပတ်သက်ပြီးသတင်းပို့ခဲ့ပါတယ်။ဒါအပြင်ဆောင်းဝဲဝဲဖြေဆိုနေခြင်းအတွင်းတရုတ်လူမျိုးစားဖြစ်သူတွေဟာတရုတ်လူတီတိုးပြောဆိုနေကြတယ်လို့ဆောင်းဝဲဝဲဖြေဆိုသူအချို့ရဲ့တိုင်ကြားမှုတွေလည်းရှိပါတယ်။ဝမ်ဟာအချိန်ပိုင်းအလုတ်ရှာဖွေနေခဲ့ကြောင်းနဲ့အခြားသူတွေအတွက်စာမွေးဝဲဖြေဆိုပေးရင် အခြားစာဖြေဆိုသူတွေကို ဆက်သွယ်ပေးရင်ပတ်စံရမယ်ဆိုတဲ့အွန်လိုင်းစာတစောင်းကိုတရုတ်ဘာသာနဲ့လက်ခံရရှိခဲ့ကြောင်းဖန်ဆစ်ခံရပြီးနောက်ပိုင်းမှာရှဲရီကိုပြောပြခဲ့ပါတယ်။ဂျပန်ပညာရှင်တဦးရဲ့ပြောကြားချက်အရပြီးခဲ့တဲ့နှစ်အနေငယ်အတွင်းဂျပန်တက္ကသိုလ်တွေမှာတက်ရောက်နေတဲ့တရုတ်ကျောင်းသားဦးရဲ့တည်တည်တတ်တာညင်တက်လာခဲ့ပေမယ့်တရုတ်ကျောင်းသားအချို့ရဲ့တိုးအေးရမတ်တွေနဲ့တင်နန်းတွင်စမ်းဆောင်ရေးကွာဟမှုတွေရှိနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ နမည်မဖော်လိုတဲ့ပညာရှင်တို့ကဒီရမတ်တွေကအချို့ကတော့တတော်လေးတန်တရားဖြစ်ပွဲလို့ပြောလို့ရတယ်။ဒါပေမဲ့ရမတ်မြင့်တဲ့သူတွေကတရုတ်ចောင်းသားတွေတင်မကပဲအရှိတောင်အာရှနိုင်ငံကចောင်းသားတွေလည်းပါတယ်လို့ဆိုပါတယ်။ကျမတို့တက္ကသိုလ်မှာတရုတ်လူမျိုးចောင်းသားတွေရဲ့ရာဂိုင်းတော်မြင့်တက်နေပြီးပုံမုံများပြလာပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့တရုတ်နိုင်ငံကနေထွက်ခွာဖို့ဆိုတာရှင်းပါတယ်သူတို့ကချမ်းသာတဲ့တရုတ်လူမျိုးတွေရဲ့ သားသမီးတွေဖြစ်ပြီးသူတို့ရဲ့သားသမီးတွေကိုနိုင်ငံတကာပညာရေးရစေချင်တာပါဒါပေမဲ့သူက အမေရိကန်သို့မဟုတ်ဥရောပလိုထိပ်တန်းတက္ကသိုလ်တွေမှာနေရာမရနိုင်ကြဘူးလို့သူမကပြောပါတယ်ဂျပန်တက္ကသိုလ်တွေဟာဝင်ခွင့်ရဖို့လွယ်ကူတယ်လို့တရုတ်ထိပ်တန်းကျောင်းတွေအပောင်းဝင်တခြားနေရာတွေကကျောင်းတွေထက်တိတိတတ်တာကျောင်းစိတ်တတ်တာတယ်လို့ဆိုပါတယ်မကြသေးခင်ကတရုတ်နိုင်ငံက ဘွဲရရီတအလုတ်ကောင်းကောင်းရှာဖို့ပုံမခတ်ခဲလာပါတယ်။ဟော့ကိုင်းတို့ဘုံဂျိုတက်ကတော့ဆက်သွယ်ရေးနဲ့မီဒီယာပါမောခါမာကိုဒိုဝါဒနာဘီကနိုင်ငံသားတက္ကသိုလ်ကပွဲတခုကတရုတ်နိုင်ငံသားတဦးရဲ့အလို့အကိုင်ခွင်လန်းနဲ့လူမှုရေးအဆင့်တန်းကိုအစင်မြင့်တင်ပေးနိုင်ပါတယ်။တရုတ်ကျောင်းသားတွေဂျပန်တက္ကသိုလ်တွေကို1980ပြည့်နှစ်တည်းကလာရောက်တက်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့က အမေရိကန်တက္ကသိုလ်မှာနေရရတာကအမြင့်ဆုံးအောင်မြင်မှုလို့ထင်ကြတာလို့သူက ပြောပါတယ်။ဝါတာနာဘီရဲ့ပြောကြားချက်အရဂျပန်တက္ကသိုလ်တွေကိုရှောက်ထားသူတွေဟာမျိုးစားနှမျိုးရှိပါတယ်။ပထမအမျိုးစားကတော့အင်္ဂလိပ်စာရမှတ်မကောင်းလို့အမေရိကန်သူမဟုတ်ဥရောပတက္ကသိုလ်ကိုမဝင်နိုင်တဲ့သူတွေဖြစ်ပြီးဒုတိယအမျိုးအစားကတော့ဂျပန်ယဉ်ကျေးမှုကိုနှစ်သက်ပြီးဂျပန်မှာပညာသင်ကြားကနေထိုင်လို့သူတွေပဲဖြစ်ပါတယ်။ နိုင်ငံသားမှပညာသင်ကြားဖို့ထွက်ခွာတဲ့တရုတ်လူမျိုးတွေထဲမှာကြောင်းလဲမှုတခုရှိတယ်လို့ထင်ပါတယ်။လက်ရှိကမ္ဘာတဝန်းမှာ မလုံခြုံမှုတွေအများကြီးရှိနေတယ်။ယူကရိန်းမှာစစ်ပွဲတွေဆက်ဖြစ်နေပြီးအရှေ့အလယ်ပိုင်းမှာလည်းပြည်ထနာတွေရှိနေပါတယ်။အမေရိကန်အစိုးရရဲ့နိုင်ငံသားကြောင်းသားတွေအပေါ်နှိမ်ငြိမ်းမှုတွေကြောင့်သူတို့ဟာပွဲမရဘဲနဲ့ဘယ်အချိန်မှဆိုနိုင်ငံကနေထွက်ခွာခိုင်းခံရနိုင်ပါတယ်လို့ဝါတာနာဘီကပြောပါတယ်။ တရုတ်ကျောင်းသားတွေဂျပန်ကိုထပ်ရောက်လာတာကိုမြင်ရတာကျွန်တော်တတော်လုံးဝအံ့ဩစရာမဟုတ်ပါဘူးဂျပန်နိုင်ငံကဆောင်းဝေးဝဲတွေနဲ့ပတ်သက်ရင်ရှော့ပေါ်တယ်လို့မထင်ပါဘူးဆောင်းဝေးဝဲကြည်ကြက်သူတွေအများကြီးရှိနေပေမယ့်ဆောင်းဝေးဝဲကျင်းပတဲ့နေရာတွေကအရန်ကျဲတာကြောင့်ကျောင်းသားတွေအားလုံးကိုအချိန်တိုင်းစောင့်ကြည့်ဖို့ဆိုတာခက်ခဲနိုင်ပါတယ်လို့သူက ဆိုပါတယ်ကြအပြင်နိုင်လေသူတွေကအခုဆိုနီးပညာကြီးပစ္စည်းတွေကိုအသုံးပြုနေပုံရပြီး ခေဆိုသူចောင်းသားတိုင်းစီကလိုက်နာနေသလားဆိုတာကိုစစ်ဆေးဖို့ခက်ခဲနိုင်ပါတယ်ဒါပေမဲ့အခုဒီအမှုပေါ်ပေါက်လာပြီဆိုတော့ ကျောင်းနေလားဘာကိုသတိထားရမလဲဒီကျောင်းသားတွေဘလို့လိမ့်ညာရဲဆိုတာကိုသိလာပြီသူတို့ကိုတားဆီးဖို့ကောင်းကောင်းပြင်ဆင်နိုင်တယ်လို့ထင်ပါတယ်လို့သူကဆိုပါတယ်စနေတကြစီစဉ်ထားတဲ့လင်းလဲမှုများသို့တော့လင်းလဲသူတွေကစနေတကြစီစဉ်ထားပုံရပါတယ်ဇွန်လအစောပိုင်းကတိုโจရဲ့တပ်ဖွဲ့ကတရုတ်နိုင်ငံသား80ဦးဟာတိုအိဆောင်ဝဲဖြေဆိုဖို့စရင်သွင်းထားတဲ့နေရာလေးစာတူညီနေတယ်လို့ဆိုပါတယ် ဒါမှသာသူတို့အားလုံးရဲ့စာမွေးပွဲဖြေဆုံးမယ့်နေရာ တူညီမှာဖြစ်ပါတယ်။ဆောင်ဆန်းစစ်ဆေးသူတွေကကိရုတ်ကျောင်းသားတွေဟာစာမွေးပွဲစင်တာကိုမသွားခင်ဒီလိန်လေမှုတွေအတွက်ကိုငြီးပေးတဲ့ရောက်ခွဲစည်းတစ်ခုကနေညှုံကြားရင်းတစ်ချက်တည်းထောက်ယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။တတရားရှိသူတွေကစာမွေးပွဲမှာလိန်လေဖြေဆိုဖို့စီစဉ်ခဲ့တာကိုဝန်ခံခဲ့ကြပြီးဒီအတွက်ရန်ငါသာအမေရိကန်ဒေါ်လာ340ပေးခဲ့ရတယ်လို့ဆိုပါတယ်။ We'll be right back.